မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် Master Key 20ကိုပြန်လည်ပြောပြတော့မှာဖြစ်တယ်ပေါ့နော် Master အထီး Key ပင်ရှင်ဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်နေလေး6ရက်စုံကနေပေါ့နော်39ရက်စုံရမရက်ပြပေးထားရှင်ဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်ခုနှစ်တလုံးခမန်းတယ်ဆိုပေမဲ့နေ့3တွဲ39နေချပေးသွားတယ်ပေါ့နော်ခုနှစ်တော်အားကောင်းတယ်ဆိုပေမဲ့ကျွန်တော်ဒီမှာနေ့3တွဲ39နေဖြစ်ပါတယ်ဒီ နီးအဆက်ကိုပေါ့နော်ကျွန်တော်တို့ဒီဆက်နှစ်ကြိမ်အတွက်ပြန်လည်ပြောပြီးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့နံပါတ်50 51 52ကနေစပြပေးထားရှင်ဖြစ်ပါတယ်။ခွန်ကုတင်မောင်ကနန်းမှာ6ချောင်းနဲ့တုံမြတလုံးတုံမြလေးလေးဒီကုတင်3ကီးမှာတင်တလုံးနင်းနေတဲ့ဖြစ်ပါတယ်။ဒီပြက်ပြင်လုံးဝမရှိသေးဘူးပေါ့နော်။ရှင်အထီကီ၈၄၃၃၈၆၃၉နှစ်တော်မြ၉

ကျင်းကြီးအဖြစ်60နဲ့6ကျင်းပြန်ပြင်လုံးဝမရှိသေးဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်60နဲ့9ဒီ12ကျင်းအတွက်ထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်။ Okay ပင်ရှိကီးဖြစ်ပါတယ်။ခုလိုလိုစေတော့လုံးဝကိုပြန်ပြင်မရှိသေးဘူးပေါ့နော်။ဒီဟာလေးဖြစ်ပါတယ်။ ကျွန်တော်68ခုနှစ်ပြားနေစာပြပြပြထားတယ်ဗောနော်ဒီနေ့အတိုင်းပဲဆိုရင်တော့ချစ်တော်မြတ်နေကိမှာ68ခုခုနှစ်တလုံးနှစ်နှစ်ခွန်3ချစ်ရှိ9ရက်3ရက်339 3ရက်5ရက်35နှစ်နေလေး6မှာတော့ကျွန်တော်39နှစ်ဆိုတဲ့အတွက်နေ့တလုံးအပိတ်နေရာကဖြစ်ပါလေခင်ဗျာโอเคဒီနေ့အတိုင်းပဲဗောနော်ကျွန်တော်12ချိန်အတွက်ထပ်ပြီးဒီလိုလင်းတာကြည့်မယ်ခင်ဗျာ ။ဟုတ်ကဲ့ကျွန်တော်ဒီဆက်နှစ်ချိန်မှာတော့ငါးတုံညာခွန်ပေါ့နော်။ငါးတုံညာခွန်ပြီးတော့၃ခုနေရဲ့ငါးတုံညာခွန်၃ခုနေ၃ညာ6ဒီနိပရိကငါးတုံမြခွန်အရှိဆုံးအနေဖြစ်သွားတယ်ပေါ့နော်နိလေးတုံပြီးတော့အရှိသုံးလုံးကတုံမြတိခွန်အနောက်သုံးလုံးကတော့နိကိုကိုရဲ့ကျွန်တော်ခွန်36ရဲ့ဆိုပြီးသဘောပေါ့နော် โอเคဒါဆိုရင်ဒီဘောကယူတဲ့နေ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီခုနှစ်မှာနှစ်ကြိမ်ဖြစ်သွားမယ်ပေါ့နော်ပြီးရင်ထိပ်စီ၃မှာတစ်ကြိမ်အပိန်နှစ်မှာနှစ်ကြိမ်၃ညမှာနှစ်ကြိမ်နှစ်လေပြီးရင်2တုံးမှာနှစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်အပေါင်း၈ဖြစ်သွားမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီခုနှစ်၃ပေါင်းရှင်း၁၀ဖြစ်မယ်ပေါ့နော် ဒီခုနဲ့၃ပေါင်း30ဒီခုနဲ့ဒီနှစ်နှစ်ကြိမ်လေး stroke ခုနဲ့၄ပေါင်းရှင်းဒီစက်တိဖြစ်မယ်ပေါ့နော်အဲ့ဒီဒီတလုံးရမယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခု၃နှစ်ကြိမ်6လေးနဲ့ပေါင်း30ဒီမှာနှစ်တလုံးရမယ်ပြီးရင်ဒီမှာခုနှစ်တလုံးပေါ့နော်ပြီး၉နှစ်ကြိမ်ပေါင်းချင်းက18ဖြစ်ပါတယ်ခုနှစ်ကြိမ်14ကိုအနောက်ကရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ။ဒါဆိုရင်အရှိဆုံးကတင်းနစ်ခွန်ကနတုံးလုံးပေါင်းရှင်း30ပေါ့နော်။တင်းနစ်နေပေါင်း33ခွန်ပေါင်း30။ရှင်းနေကြိမ်ပေါင်းရှင်း16ကိုလေးနဲ့ပေါင်းရင်20ဆိုတဲ့အတွက်ကြောင့်မို့ဒီ12ကြိမ်မှာတော့တုံမြတုံမြကိုနစ်ပေါင်းနစ်နစ်ကိုနစ်ပေါင်း၄ဆိုတဲ့အတွက်စုံကနအထီးကြီးဖြစ်ပါတယ်။တဲ့နီအရာပေါ့နော်၃ညနေလေးစုံကနန်းဖြစ်ပါတယ်ခင်ဗျာ60နဲ့ ခုနှစ်မှာတော့၃ညနေလေအထီးကြီးစုပြီးဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကြောင့်မို့ကြည့်ခရတဲ့ဘက်နေအဆက်ကနေလေ6ကရဲ့အဆက်ဒီဒီဘက်မှာ၃ညနေလေစုပြီးဖြစ်ပါတယ်ခင်ဗျာ။၃ညနေလေပေါ့နော်ဆက်ပြီးတော့တနီးနံပါတ်နေနဲ့နံပါတ်3နဲ့ကိုလည်းကျွန်တော်တို့လေးလာကြည့်အောင်လားခင်ဗျာ။ဒီနေ့နံပါတ်2ကတော့ကျွန်တော်အလေတော့မဟုတ်အပိတ်အထီးဖြစ်ပါတယ်ပေါ့နော်ပင်ရှင်ဖြစ်ပါတယ် ခွန်ကိုငါတိကုကုတောမြတ်တောညာကိုခွန်ခွန်ငါခွန်ငါလေးလေးကိုခွန်ကိုတောမြတ်၆၃၃ကို၅၆တောမြတ်၃အပိတ်အလေအလေအပိတ်အလေအပိတ်အပိတ်အလေအပိတ်အပိတ်ပေါ့နော်အလေအပိတ်အထည်ယူတာဖြစ်ပါတယ်၁၆တောမြတ်၆၆ရဲ့နေ့ရ၅အပိတ်၆အလေလေးလေးအပိတ်ပေါ့နော် အလဲမဟုတ်ရင်အပိတ်နေရာမှာအထီးကီးဖြစ်ပါတယ်ခင်ဗျာပင်ရှိဖြစ်တယ်ဗောနော်အလဲအပိတ်အထီးကီးဆိုပေမဲ့ပြီးခဲ့တဲ့ဘက်မှာတော့ဒိတ်စီနေရာကဖြစ်သွားတယ်ခင်ဗျာ3833ညာကို39နှစ်ဒီ39အထီးကီးမှာတော့39နှစ်ဆိုတဲ့အတွက်ကြောင့်မို့3ဒီကျွန်တော်ဒိတ်စီနေရာကဖြစ်သွားတယ်ဗောနော်အလဲပိတ်နေရာမှာမဟုတ်တော့ဘဲနဲ့3ဒီဒိတ်စီနေရာကဖြစ်သွားတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အဆက်ကိုလည်း၁၂ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီခွန်ခွန်ကိုကနေစာပြီးပြပြထားတာဖြစ်ပါတယ်အဲ့မှာကိုအပိတ်၃ညလေးပိတ်563 689 113 883တော်များကို39နေ့ဒီ39ခွန်ကီးမှာတော့3ဒီ3ထိပ်စီ3ခုနေစပြီးထိပ်စီနေရာကဖြစ်သွားတယ်ခင်ဗျာဒါဆိုရင်၁၂ကြိမ်အတွက်ဆိုရင်တော့9တုံများခွန် 39ခုနှစ်ဖြစ်ပါတယ်939ခု39236 243ရ39ခုရပြီးတော့299ရ86 936ရပေါ့နော်โอเคဒါဆိုရင်ဒီ9ကတစ်ကြိမ်3က4ကြိမ်အလယ်မှာတစ်ကြိမ်တစ်ကြိမ်2တစ်ကြိမ်ပေါ့နော်တစ်ကြိမ်2ကြိမ်3ကြိမ် တဲ့ချင်းအပေါင်း6ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဒီလင်းနဲ့မြောက်ဖို့ကြံထားတယ်ပေါ့နော်တစ်ကိုလင်းနဲ့မြောက်ပြီးဖို့ကြံထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ3လေးလေးဆက်နေနေနဲ့9ပေါင်းခွန်ခွန်နဲ့9ပေါင်း86ဖြစ်ပါတယ်လေးတလေးလေးလေးနဲ့ဒီ9နဲ့ကြိမ်ပေါင်း14ဆိုတော့ပေါင်း8ဖြစ်သွားမယ်ပေါ့နော်ဒီနေ့တော့6 6ပေါင်း85ဒီ9နဲ့တပေါင်းတော့ကျွန်တော်ဒီ6ရက်8ရက်94 ၄နဲ့၅ပေါင်းချင်းဒီ9ပေါ့နော်9နဲ့9ပေါင်း18ဆိုတဲ့အတွက်ကြောင့်မို့အဲ၈တုံများနဲ့အလေအပိတ်အထီးကြီးဖြစ်သွားမယ်ပေါ့နော်၈တုံများနဲ့စုံကနဲ့အလေအပိတ်ဖြစ်ပါတယ်၈တုံများနေဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့အဆက်က၈တုံများနေဆိုပြီးဖြစ်ပါတယ်ဒီမှာပြန်ကြည့်လိုက်မယ်ပေါ့နော်ခုနကကျွန်တော်တို့ဒီတစ်ကို၄ချိန်ဖြည့်ပါမှာဖြစ်ပါတယ် တနင်္လာနေ့ပတ်သက်ကတုံများနေ့လေတနင်္လာနေ့ကရှစ်တုံများနေ့ဖြစ်ပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့မာစတာကီအတီကီနောက်ထပ်တုံမျိုးကိုလေ့လာကြည့်အောင်ပါခင်ဗျာ။ဒါကအပြည့်ခရတဲ့ဘက်မှာတော့ကျွန်တော်တူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်မပြလိုက်တာဖြစ်တယ်ပေါ့နော်။စုံနဲ့မအနဲ့ဆိုတော့ကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်။ဒီပြည့်ခရတဲ့ဘက်မှာဒီကီကစုံရှင်းစုံဖြစ်နေတဲ့အတွက်ခုနကကျွန်တော်မာကနန်းကိုပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲ့မှာတော့ငါခွန်ကိုကီးမှာရှောက်ကိုတော်များကိုအလဲ39ခွန်ကီးမှာငါကို33ကထိတ်စီနဲ့အပိတ်ဖြစ်ပါတယ်ငါတုံများလေပြီးတော့ငါတုံများ3မှာတော့3တလုံးအပိတ်ပေါ့နော်ပြီးရင်33ရှောက်မှာ6တလုံးအပိတ်39ကီးမှာတုံညာလေးတည်ဆွဲအတွက်တည်အပိတ်39ခွန်ကီးမှာ6 6ရှောက်ခွန်9အပိတ်နေလေးရှောက်ကီးမှာရှောက်တုံများ6ရှောက်ကလုံးထိတ်စီနဲ့အပိတ်ပေါ့နော် နေလေး၆ကီမှ၆၆နှစ်၆ရက်နေရပါနော်၆ရှင်းတော်များကီမှ၆တလုံး၆၆၅တုံများနေလေးကီမှ၉၆နှစ်နေသည့်အပိတ်လေး၆ရှင်းအတိကီမှတုံများလေးလေးလေးတလုံးလေးပိတ်ဖြစ်ပါတယ်၉တိတုံမှာတော့နေနေတိတိတလုံးအပိတ်ဖြစ်ပါတယ်၈လေးတုံမှာ၈တိထိစီ၈၆တုံးတစ်ပြည့်မှာ၃ကအပိတ် ပြီးရင်ဒီငါးခုံကိုကီးမာကနန်ပါနော်နှစ်တော်များကိုကိုအဖိန်ငါးခုံကိုကီးမာကနန်မှာခုံခုံကိုခွန်ရဲကိုရဲအပြီးပါနော်တော်များနေလေအထီးကီးမှာတော့ခုနှစ်ရာခွန်တော်များတော်များဖြစ်ပါတယ်ပင်ရှင်အထီးကီးဖြစ်ပါတယ်ခင်ဗျာ39ခွန်ကီးမှာ3ခွန်ခွန်3ရခွန်ရအပြီးပါနော်ခွန်ကိုတိကီးမှာ6ကိုလေးကိုအလဲ 3ခုခေးမှာ963 3ကအပိတ်ပါเนาะ9ကထိတ်4 6ဆုံကဏ္ဍမှာ6ရရှိရယ်68ခွန်4 6ဆုံကဏ္ဍမှာနိနိခွန်4 6ဆုံကဏ္ဍမှာဆိုရင်3 8 8တိအလေအပိတ်ပါเนาะ8တုံများနိဆုံကဏ္ဍမှာ3တုံများကို3များကအလေတုံများနိလေးခေးမှာတော့3ကနိနိကကျွန်တော်အပိတ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ3 9နိတပင်ကိုအတူတူလေ့လာကြည့်မယ်ပေါ့เนาะ ပင်ရှိခုလို့စေပင်ပေါင်း60ကျော် ပြပြလုံးဝမရှိသေးဘူးပေါ့နော်။အားဆိုရင်ယူတဲ့နေ့ကကျွန်တော်ဒီနေ့နဲ့ချိန်လေးလေးနဲ့5ပေါင်းရှင်ကို3ညနဲ့5ပေါင်းရှင်ကို8က3ချိန်20နဲ့လေးအားနေ့ပေါ့နော်9 3လေးဒီ20နဲ့ခွန်ပြီးရင်ဒီ3 3တက်ကလေးလေးကိုနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ကိုနှစ်ချိန်ဆက်ရှိနေနေပေါင်းရင်20ခွန်30 40လေးပေါင်းရှိနေနေပေါင်းရင်30ဆိုတဲ့အတွက်အဲ့ဒီမှာ၃များ၃များနှစ်လေးကီဖြစ်မယ်ပေါ့နော်၃ကနှစ်နှစ်ကအပိတ်ဖြစ်ပါတယ်၃များနှစ်လေးကီမှာ၃ကနှစ်နှစ်အပိတ်ချပြီးသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ၃များနှစ်လေးမှာ၃ကနှစ်ဆိုပြီးပြပြထားတယ်ဒီ၃ခုနှစ်တပင်ကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ၅နှစ်ချိန်30ဒီမှာ၅တချိန်ပေါ့နော်ပြီးရင်၅နှစ်နှစ်ပေါင်းရှင်းဒီ9 နှစ်3လီက6 3ကြိမ်6လေးနဲ့ပေါင်းရင်10 9 3လီ20နဲ့ခွန်3ကတစ်ကြိမ်လေးနဲ့လေးပေါင်းတာ10ဖြစ်ပါတယ်ပြီးရင်နှစ်နဲ့ထပ်ပေါင်းတာပါနော်ဟုတ်ကဲ့ဆက်ပြီးတူတူပေါင်းကြည့်အောင်လားခင်ဗျာဒီ7နဲ့နှစ်ပေါင်း30ခွန်3ပေါင်း35ခွန်ပေါင်းတာ7နှစ်နှစ်နဲ့6ပေါင်း10ဆိုတဲ့အတွက်ကျွန်တော်10တုံးမြနှစ်စုံကနန်းပဲဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်က ပြီးခရီးတစ်ပတ်မှာနေလဲရှောက်စုံကနန်းကိုပြပေးလိုက်တာပေါ့နော်ဒီမှာနေ့တလုံး3-9နေ့နေ့အပိတ်နေရာကဖြစ်ပါတယ်ပြီးခရီးတစ်ပတ်မှာစုံထဲမှာသွေးရှင်တဲ့အတွက်ကျွန်တော်ကဘလေးပိတ်3-9ခုကိုပြပေးလိုက်တာဖြစ်ပါတယ်ရှစ်တုံများနေ့မှာနေ့အပိတ်3-9နေ့ဖြစ်ပါတယ်ပေါ့နော်ဒီနေ့အဆက်ကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒီ9နဲ့ချိန်33ည9နဲ့နေနဲ့က7တုံများ3ချိန်တုံများ နေ့နှစ်ကြိမ်လေးလေးလေးပေါင်းရှင်းဖြစ်ပါတယ်။ပြီးရင်3က3ကြိမ်ဆိုတဲ့အတွက်ပေါင်းရှင်းကို1တကြိမ်36က9ကိုနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါဆိုရင်1နဲ့9ပေါင်းရှင်း30ဖြစ်မှာပေါ့နော်။ကို10နဲ့10နဲ့ပေါင်းကို10နဲ့ပေါင်းရင်30နောက်ထပ်9နဲ့ကြိမ်ပေါင်း17ကိုနေ့နဲ့ပေါင်းရင် တဆယ်ဆိုတဲ့အတွက်တုံများတလုံးဆိုတဲ့အတွက်တုံများညလေးပဲဖြစ်မယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ဒီ12ကြိမ်မှာဆိုရင်စုံကနန်းအထိဖြစ်ပါတယ်။တုံများညလေးပဲပေါ့နော်။ Okay ပင်ပေါင်း60နဲ့9ကြိမ်အထိဆဲအောင်မလားပေါ့နော်။60နဲ့60ကြိမ်အထိတော့အပြည့်အဝလုံးဝမရှိသေးဘူးခင်ဗျာ။ Okay ဒါဆိုရင်20နံပါတ်3မှာလေတုံညညလေးဆိုတော့တင်းနဲ့3နဲ့ကအတူတူပဲဖြစ်ပါတယ်။ တသိန်းဒီနံပါတ်1ကအချစ်တုံများနဲ့စုံကနန်းပေါ့နော်လေပိတ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ12ချိန်ပါဆိုရင်ကျွန်တော်တို့အားကောင်းတာက၃ညရဲ့နေ့ရဖြစ်သွားမယ်ပေါ့နော်โอเคဒါကြောင့်မို့ဒီမှာစုံကနန်းနေဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နောက်ပိတ်မှာမာစတာကီမာကနန်းကိုလည်းအပြန်လည်းမျှဝေသွားပါအောင်မယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ယခုဗီဒီယိုကိုလည်းအဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်မံဆောင်တွေ့ကြရအောင်